ဟယ်လိုချစ်ရတဲ့ B family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကို new tweet စာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March လ22ရက်နေ့ရဲ့ညပိုင်းသတင်းထူးသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတူသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံး Louis Tuition သတင်းကောင်းလေးကျွန်တော်ဖတ်ပြပါမယ်နော် ထမဆုံးသတင်းတစ်ပုဒ်ကတော့ဖလားမျိုးသိန်းတိုက်ပွဲလေကြောင်းအပြင်းထန်ခုခံနေတော့လေအောင်ပွဲများရထားတယ်လို့ CNO CNDF ကပြောဆိုတဲ့သတင်းပဲဖြစ်ပါရဲ့နော်အဲ့ဒါပြီးရင်သူတို့တွေကချင်းမြောက်ပိုင်းရှိစစ်ကောင်စီတရင်စခန်းကိုမကြမီပထမဆုံးသိမ်းယူနိုင်မယ်လို့လည်းညွှန်လင်းထားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာအဲ့တော့မကြခင်မှာတော့ဒီချင်းပြည်နယ်တစ်ခုလုံးကလွတ်မြောက်နိုင်မည်ဖြစ်တော့မယ့်အနေအထားမှာရှိလာပါပြီနော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့တော်လိုင်းရေးတပ်တွေထိ ंछ ုပ်ထားတဲ့မိုးပြဲမြို့ကိုထိုးစစ်ဆင်လာတဲ့အချမ်းဖက်စစ်ကောင်စီတပ်အထိနာပြီးတော့မြို့ရင်းကိုမီးလောင်ပုံးတွေပစ်ခတ်မှုကြောင့်နေအိမ်30ကျော်မီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့မိုးပြဲမှာတော်တော်လေးကိုတိုက်ပွဲပြင်းထန်နေတဲ့အခြေအနေဖြစ်ပါတယ်နော်။အဲ့ဒီမှာအထိနာနေတဲ့အချမ်းဖက်စစ်ကောင်စီတပ်ကမီးလောင်ပုံးများသုံးပြုပြီးလေးနေနေတက်စကန်ကနေနေစဉ်မိုးပြဲမြို့ထဲကိုပစ်ခတ်လျက်ရှိရာနေအိမ်အလုံး30နဲ့မနဲ့ ထက်မင်းမီလောင်ပြည့်စုံဆုံးရှုံးခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲအမှတ်၄ပြောတာမှသိရပါတယ်တဲ့အဲ့တော့ချမ်ပစ်စကောင်စီကတော်တော်လေးကိုရုပ်မရစ်ပတ်တဲ့သူတွေဖြစ်ပါရဲ့နော်စစ်တိုက်လို့မနိုင်တော့ရွာတွေကိုဘုံတွေချေချတာအင်ဂျီ30လောက်မီလောင်သွားတဲ့အခြေအနေဖြစ်ပါရဲ့နော်နောက်ထပ်တရေတပုတ်ကတော့တန်ရန်တွင်ကြားဖြင့်နေပသက်မှုကြောင့်ဖန်းစည်းခံရသောရမခတိုင်မှုဟောင်းဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုစစ်ဆေးရတွင်တဲ့မူရစ်စေးနဲ့လက်နက်တဲယူမှုတဲယူမှုများပါပေါ်ပေါက်ပြီးပီငိမ့်စံကားလိုက်နဲ့ ကားများပါပိတ်သိမ်းရေးရူခံရတယ်ဆိုတဲ့တင်လေးပဲဖြစ်ပါတယ်နော်အဲ့တော့အားလုံးသိကြတဲ့အတိုင်းပဲနော်ကြားပြန်အမှုနဲ့ပတ်သက်ပြီးတော့တို့စစ်ကောင်စီကပြန်လဲဖမ်းဆီးထားတဲ့တို့ရဲ့ရမခတိုင်းမူဟောင်းဗိုလ်ချုပ်မြင့်ထွန်းကစုခုခုဆိုရင်ပါနော်ဒီဖမ်းဆီးခံရတဲ့အမှုတွေထပ်ပြီးတော့တိုးလာတဲ့အခြေအနေဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တပ်ကကူညီပံ့ပိုးနေသည့်အခြေအနေများအားလုံးရပ်ဆိုင်းရန် ILO ကဆုံးဖြတ်လိုက်ပြီဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်။အဲ့တော့ ILO အတွက်ပေါ့နော်။ဒီ Article 33ဆိုပြီးမှဒီလှုပ်ရှားမှုကြီးလုပ်ခဲ့တာကတကယ်ပဲပေါ့နော်။အခြေအနေမဖြစ်ဘူး။အခုအခုချိန်မှာဆိုရင်တော့အကျိုးအကျိုးကျေးဇူးတွေရရှိလာပြီဖြစ်ပါတယ်နော်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘောလခဲညိုသည့်တိုက်ပွဲတွင်စစ်တပ်ဘက်မှဗိုလ်မှူးမျိုးမင်းသူအပါအဝင်စစ်သားအများအပြားတိုက်ဆုံပြီးစစ်တုံးပန်းနဲ့တနက်ခဲများဖမ်းဆီးသိမ်းမရရှိဆိုတဲ့ အခြေအနေလေးပဲဖြစ်ပါတယ်နော်အဲ့တော့အားလုံးလည်းဗီဒီယိုဖိုင်တွေကြည့်ပြီးသွားပြီထင်ပါတယ်နော် KNP နဲ့ဘောလကဲမျိုးကိုအပိသက်တိမ့်ပိုက်တိုက်ခိုက်နိုင်ရေးထိုးစစ်စီလက်တိုက်ခိုက်နေပြီးစစ်တပ်ဖက်မှဘုံမျိုးမင်းသူအပောင်းဝဲစစ်သားအများပြားတည်ဆုံကစစ်တုံးပန်းလက်နက်ခဲများတိမ့်ပိုက်ရရှိကြောင်း KA စီဦးစီချုပ်စီရေးချုပ်ဘုံမူကြီးဘုံနိုင်ကပြောပါတယ်အဲ့တော့ KNP ဘက်မှအချက်မဲ့စစ်ကောင်စီကဒီတော်တော်လေးကိုကြာရှုံးနေတဲ့နေသားဖြစ်ပါတယ်နော်။ကဲဒီဒရင်နဲ့ပတ်သက်ပြီးတော့တင်ဆက်ထားတဲ့ကိုစီရဲ့ဗီဒီယိုလေးကိုနောက်တစ်ထောင်ကြည့်လိုက်အောင်နော်။ဒီဘေးမှာပြထားတဲ့ပုံထဲမှာပါတဲ့အပွင့်လေးတွေအခက်ကလေးတွေက ဒါစစ်ခွေးတွေတဲမှာဆိုတော့အင်မတန်တန်ဖိုးရှိတဲ့အရာပေါ့နော်ဘုံမှုဆိုတော့ဘိုးတော်မရိုးရိုးပုံမှုဘုံမှုအစ်စ်ဆိုတာတကယ်မမောကြတဲ့အရာပေါ့တစ်ချိန်ကဆိုရင်ဒါဒီမမောတဲ့အဲမှာဆယ်တန်းအောင်ခဲ့လို့ရှိရင်အဲ DS လိုက်မယ်ပြီးလို့ရှိရင်တို့အစ်စ်မျိုးတွေရဖို့အတွက်ဒါအိမ်မက်ကြီးတွေပေါ့ဒါပေမဲ့အဲ့လိုအစ်စ်တွေကအခုပြုံးကန်တည်နေတဲ့အနေထားရောက်လာဒါကတော့ကရင်ဒီမှာမြေဩဇာဖြစ်သွားတဲ့ဘုံမှုတယောက်ရဲ့အပွင့်အခက်တွေဖြစ်ပါတယ်ကျွန်တော်တည်င်းလေးကိုအရင်ကြီးညာပေးပါမယ် ကင်းဒီပြည်နယ်ဘောလခန့်မြို့ကိုအပိသက်တိမ့်မိုက်နိုင်ရင်ထိုးစစ်စင်တိုက်ခိုက်နေပြီးစစ်တပ်ဘက်မှဗိုလ်မှူးမျိုးမင်းတို့အပါအဝင်စစ်သားအများပြတေဆုံးကစစ်တုံးမှန်လက်နက်ခဲယမ်းများနဲ့တိမ့်ပိုက်ရရှိကြောင်း KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကရန်ကုန်ခေတ္တသတင်းဌာနကအတည်ပြုပြောကြားတယ်မတ်လ16ရက်နေ့မှာ စာရွေးဘော်ဒကန်မျိုးရှိစစ်ကောင်စီလက်ကျန်တက်ရင်စခန်၃ခုကိုပြီးသက်တိမ့်ပိုက်နှံရဲအတွက်ကီအန်ဒီဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့များကစစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာအေးဒါတော့နော်ခုနကျွန်တော်ထပ်ခဲ့တဲ့ဒီနေ့အတူတူပါပဲနော်အဲ့တော့ကိုစီရဲ့၃၀ချက်လေးပဲကျွန်တော်နှောင်းကြည့်လောက်နော်ဥမအိမ်ရောက်ကတွတ်ဆုပ်လို့ပဲအခုကြာတော့နော်အစအတည်းကလားပိုင်းလိုက်ပေါ့အခုလက်ရှိဖြစ်ပြနေတဲ့အရာဒါမှတခုရှိတာကလက်ရှိစစ်တပ်တွေကစစ်သားတွေအနေနဲ့မြေပြင်မှာဖြစ်ပေါ်နေတဲ့ပဂရိအမှန်တရားတွေကိုအပြည့်စုံတော့မတိဘူးလို့ထင်ကြတယ် မတိဘူးထင်ကြတယ်ဘာဖြစ်လို့ဆိုတော့သူတို့ပြောနေတဲ့ဟာတွေအားလုံးဟာဟိုတချို့တွေကြတော့ဒီချိန်ထိကိုလုံးဝဒီသတင်းအမှောင်ချထားတယ်ဖုန်းတွေတုံးပိုင်ခွင့်မရှိဘူးလို့နောက်နောက်ပြီးတော့လက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့အင်တာနက်အခက်အခဲတွေကြောင့်နောက်တစ်ခုကလက်ရှိအင်တာနက်ရဲ့ဈေးနှုန်းတွေပေါ့နော်ဟိုတောင်တာမန်လူတွေအဖို့ကဒီဖုန်းဘေးတုံးဖို့ဆိုတော့မလွယ်ဘူးလေမလွယ်တဲ့အတွက်စစ်သားတွေအနေနဲ့သူတို့ရတဲ့လာခနဲ့ဒီအင်တာနက်ကိုလှိုင်းလှိုင်းတုံးဖို့ဆိုတာကတော်တော်ခက်ခဲမဲ့အနေအထားမြင်ရတယ် ဒါသူများနိုင်ငံတွေမှာဆိုရင် wifi သလုံးတက်တိုင်းထုံးပါလေတမိသားစုတို့ဟုတ်တယ်နော် wifi သလုံးမဟုတ်ထိုင်းနိုင်ငံမှာဆိုရင်ဘတ်600 800 800ထန်ကုန်မ800ဆို free down နော်အလုပ်ငန်းအောင်လုပ်လို့ရတယ်ကဲ wifi ရဲ့လမ်းရ24နာရီ free down ပဲအဲ့တော့နိုင်ငံချင်းအလောက်กว่าပါဟာဗျာအဲ့တော့ဘာဖြစ်လာလဲဆိုတော့စက်သွေးနီးပညာတွေအဲ့လိုမျိုးနှောင့်နှေးွားတဲ့အတွက်မြေပြင်မှာဖြစ်နေတဲ့ဒီတပင်းတွေကိုအချိန်နဲ့တပင်းကြီးတိရှိဖို့ဆိုတဲ့အားနည်းချက်တွေကပြည်သူလူထုပါဝင်ဒီဝန်ထမ်းတွေကြားထဲမှာ အားလုံးကတက်ရောက်သွားတယ်အဲ့တော့ဘာဖြစ်လဲအပေါ်အောက်ချုပ်တူလူဟန်းစားကသူတို့တင်းကိုအမှောင်ချပြီးတော့လှုပ်ချင်တိုင်းလှုပ်လို့ရတယ်အဲ့တော့ပွင့်လင်းမြင်တာနဲ့ဒီမိုကရေစီတိုင်းပြည်တွေမှာဆိုရင်တင်းကိုမြန်တဲ့မြန်အောင်လှုပ်ကြတယ်ဘာဖြစ်လို့ဆိုတော့အားတုံခေါ်ဆိုင်ဘဒုကတန်မိုးရှိတယ်ဘဒုကနော်မလှုပ်နိုင်ဘူးဒီနံပါတ်၁ဆက်နံပါတ်၂ကမလှုပ်နိုင်ဘူးဆိုရင်နံပါတ်၁ကိုပြည်သူကရွေးချယ်မှာအောင်အဲ့တော့ပွင့်လင်းမြင်တာနဲ့ဒီမိုကရေစီတိုင်းပြည်တွေမှာကတင်းကိုဥသက်ထက်ဥအောင်နော်ပြည်သူကြားကိုပြန့်သက်ထက်ပြန့်အောင်ဝိုင်းကြိုးစားကြတယ်ဒါပေမဲ့အာနာရှင်တွေအုပ်ချုပ်တဲ့တိုင်းပြည်မှာကျတော့အဲ့လိုမဟုတ်ဘူး တို့ကတို့ပေးခြင်းနဲ့ message တခုကလွဲလို့အခြားဘာတည်းအရာကိုမှပြည်သူသားကိုမပြတ်နှံ့စေချင်ဘူးအဲ့ဒါအဲ့လိုအဖြစ်တို့ပေးခြင်းနဲ့ message ကိုပဲပြည်သူကောင်းတဲ့ထက်တယ်မှားတာမှန်တာတရားတာမတရားတာတို့မသိဘူးတို့ပေးခြင်းတာကနော်ဒါကြီးကကျွဲဖြစ်နေပါစေနော်ဒါပေမဲ့နွားလို့ပြောရင်လက်ခံအဲ့တော့အမှန်တကယ်ဒါကကျွဲဒါပေမဲ့တို့ပြည်သူတွေကို message ပေးခြင်းဒါကနွားပါဒါနွားလို့ခေါ်တယ် နွားပဲပြောရမယ်အဲ့တော့သူတို့ပေးနေတဲ့ message ကိုပဲသူတို့ media တွေနဲ့ဒါနွားပါနွားပါတက်သွင်းနေអော်ပေးနေတာအဲ့တော့လက်ရှိနော်စစ်ကောင်စီအပါဝင်ဒီဘောမာတွေရဲ့ media တွေကြည့်လိုက်ပါ media နာမည်ခံထားတဲ့ပေါက်ပန်း40တွေပါ media မဟုတ်ပါဘူးအဲ့တော့အဲ့ဒါတွေကြည့်လိုက်ပါအာပါအတန်းဖက်စစ်သွေးကြွားတွေလို့ဒါတွေကိုလှိုင်းလှိုင်းပြောနေတာပြောချင်လို့ပြောတာပေါ့အဲ့ဒါအလကားတာပြောတာပေါ့သူတို့အဲ့ဒီအတန်းဖက်တွေအတန်းဖက်စစ်သွေးကြွားတွေအတန်းဖက်လက်နက်ကင်ကောင်းချမ်းလူတွေအတန်းဖက်လက်နက်ကင်ကောင်းချမ်းလူတော့မပြောဘူးနောက်ပိုင်းဆိုအတန်းဖက်စစ်သွေးကြွားတွေပါအဲ့ဒီစကလုံးတွေကိုတွင်တွင်ပြောတာကနော် อีโกจ้วยลงนี่ล่ะဟုတ်တယ်ပြည်သူတဲကိုအဲ့ဒီအတန်ညံ့ညားရိုက်တွင်းနေတာအမြဲကြားခါစားမှရည်တယ်လူတွေဟာဆောက်ပေါ်နေဟမ်ငါတို့ PDF တွေကိုငါတို့ပြည်သူပဲ PDF ဆိုတာငါတို့တိတာပဲဒါပေမဲ့ကြားမှာများလာတော့အဲ့ဒီနာတန်ရိုးอ่ะရိုးလာတဲ့အချိန်မှာဘုနေ့ကပြောသလိုအတင်းဆောင်အမှားရင်းတစ်ခုခုတော့ဖြစ်သွားရင်အဲ့ဒီအပေါ်နဲ့ဘုနေ့ကသူတို့ပြောထားတဲ့အာနဲ့ထပ်ပြီးတော့တတန်နဲ့ထည့်တာဟောသူတို့ဟုတ်တယ်နော်စိုက်ွားတွေอ่ะအဲအဲ့ဒါမီဒီယာပညာဆိုတာအဲ့ဒါပဲ ဒါမီဒီယာဓမ္မတွေရဲ့ပညာထဲမှာအများကြီးတွေ့ဒါပေမဲ့သူများနိုင်ငံကမီဒီယာတွေကြတော့ပညာဆိုတာမှန်တယ်မူလကြောကြိုးတော့မပြောက်ဘူး EO ကျွဲမလို့နော်ကျွဲကျွဲ ERE ဒါပေမဲ့ဒီကျွဲဟာဘလောက်တေးချောင်းဘလောက်ကြီးချောင်းတာစင်ကဲနော် minor နဲ့ plus ကိုသူတို့ပေါင်းရတယ်ပြောချင်တာကမူလကြောကြိုးမဟုတ်တဲ့ဟာကြီးကိုဟုတ်ပါနဲ့မလို့ဟုတ်တော့မဟုတ်တော့မလို့အဲ့ဒါမီဒီယာကျင့်ဝင်ဒါပေမဲ့မြန်မာပြည်မှာကြတော့ကျင့်ဝင်မရှိဘူး နော်လက်ရှိမြဝတီမြမအတန်ဆပြီးတော့လက်ရှိသူတို့ထောက်ခံနေတဲ့အောက်တန်းသားတွေအခုဆုံးကြီးမဟုတ်တော့ဟုတ်လို့တယ်ဟုတ်တော့မဟုတ်တာလို့တယ်ဒါပေမဲ့တော်လိုင်းအင်းရစုတွေဖက်မှာကြတော့အဲ့ဒီကျင့်ဝတ်မဲ့ဝါလို့မရဘူးဘဒူမရမှာလဲပြည်သူကလက်မခံဘူးလက်ရှိကစ်တိတို့မစ်စမာတို့နော် people spring လို့စတဲ့ဖြစ်ဒါတွေအများကြီးရှိတယ်ပြည်သူလက်ခံထားတဲ့မီဒီယာတွေဒါပေမဲ့အဲ့ဒီမီဒီယာတွေကနေမဟုတ်တော့ဟုတ်လို့ပြီးတင်ကြည့်စစ်တပ်ဘက်အချမ်းကပြောစရာမလိုတော်လန်ပြည်သူအချမ်းအမယ်ပြောမှာမပူနဲ့အဲ့လိုကြွားသွားတဲ့နှစ်ဖက်က ကဲဒါတော့နော်ကိုစီပြောတဲ့သတင်းပဲဖြစ်ပါရဲ့နော်အဲ့တော့ဒီနေ့မှာတော့ဘောလခဲမျိုးမှာတိမ့်ပိုက်ရရှိတယ်လက်နဲ့တွေရောစစ်တုံမန်းတွေရောအလောင်းတွေရောနဲတာမဟုတ်ပါဘူးနော်အဲ့တော့ချက်ပဲစစ်ကောင်စီကတော့နေ့တိုင်းမှာရှုံးနေတာဖြစ်ပါရဲ့နော်ကဲနောက်ထပ်လည်းကျွန်တော်တို့ BGF ရဲ့အခြေအနေလေးတော့ကြည့်လိုက်အောင်เนาะအဲ့တော့ကရင်ဘက်မှာအခုဆိုရင်ဒီ BGF ကကြားဖြန်းနဲ့ပတ်သက်ပြီးတော့เนาะတော်တော်လေးကိုရှုပ်ထွေးနေတဲ့အခြေအနေဖြစ်ပါတယ်เนาะအဲ့တော့ BGF က BGF ရဲ့ကောင်းကွက်တွေကိုမမြင်ပါဘူးဆိုပြီးတော့ complaint တက်လာတဲ့ဒီဘုံမူကြီးရဲ့စကားကိုနားထောင်ကြည့်လိုက်အောင်เนาะ ဒါလည်းကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်ထိုင်းသတင်းမှာကျွန်တော်ကြားသိရပါတယ်အဲဒီပေါ်မှာခုနကကျွန်တော်ပြောသလိုလေဟိုဟိုဆွဆွဲအဲပြောဆိုဒီတော့ပြောဆိုလို့ရပါတယ်ပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာတော့အဲ့ဒီလောက်ပမာဏမရှိပါဘူးเนาะအဲ့လောက်ပမာဏလည်းမရှိဘူးတသိန်းလောက်ကျန်သေးလို့ပြောတာကတော့မကျန်ဘူးတော့ဒီအလေထားအဲတခုရကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်တို့ထောင်ကနန်းထောင်ကနန်းနေပြီးတော့မှပြည်ပြည်တောင်ကနန်းအဲဒီလိုမျိုးတွေကျွန်တော်တို့ ဟိုဟိုဂိတ်စင်ပပပြပြီးကျွန်တော်တို့လုပ်လို့ကိုဆုတ်ခဲ့ထားတာရှိပါတယ်အဲလက်ရှိအခြေအနေကကျွန်တော်တို့ကအဲဟိုထားဖို့အခက်အခဲကြောင့်ကျွန်တော်တို့ခုနကဟိုလုပ်ငန်းလုံဆောင်မှုလေးတွေကျွန်တော်တို့အချိန်လျှော့လိုက်ရတာရှိပါတယ်အဲတော့ကျွန်တော်တို့ဆက်ပြီးတော့လုံဆောင်ပါပါပါကျွန်တော်တို့ရဲ့လုံဆောင်ချက်ကိုလည်းခဏလောက်အဲတိခံပြီးတော့စောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ကဲမိကောလာပြီအဲလက်ရှိကတော့နမေဇူးဆိုတဲ့မိကုန်းလင်းမှာတော့ နည်းနည်းစိတ်မကောင်းစရာလေးတော့ပါတော့ဗောနော်နာမည်ဆိုးနေဆိုတာ VG ရဲ့ကောင်းတာလောက်တာကြတော့မမြင်ကြဘူးဗောနော်တထပါတော့ဒါကတော့ဟိုအဲကျွန်တော်တို့နာမည်ဆိုးနဲ့ပြပေါ်လာတဲ့ပုံမှာအဲဒီပုံမှာလဲအဲခုနကကျွန်တော်တို့ကဘယ်လိုဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ဟိုပြောထားတဲ့အတိုင်းပဲလေကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်တို့ကပြောမဟုတ်ကျွန်တော်လက်တွေ့အဲလှုပ်ဆောင်နေတာရှိပါတယ်ကျွန်တော်တို့စစ်ဆက်လဲကျွန်တော်တို့ဆက်ပြီးလှုပ်ဆောင်သွားအောင်ပါ အဲခုနကတော့ဟိုနမဲဆိုးဆိုတဲ့ဥစ္စာလေးတခုကတော့တော်တော်စိတ်မကောင်းဖြစ်ပြီပါလား။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေဟာကျွန်တော်တို့ဒီတာကိုကျွန်တော်တို့ဘယ်လောက်ချစ်လဲကျွန်တော်ဒီတာကိုဘယ်လောက်ဖို့ပြအောင်ကျွန်တော်လုပ်နေတယ်လေ။အဲကျွန်တော်တို့ဒီတာမှာကျွန်တော်တို့ကကျွန်တော်တို့ဘာသာရေးကိစ္စကျွန်တော်တို့ကျမ်းမာရေးကိစ္စပညာရေးကိစ္စဒီကိစ္စတွေကိုကျွန်တော်တို့လုံးဝမလစ်ဟင်းအောင်ကျွန်တော်တို့ကဒီတပ်ဖွဲ့ဘတ်ဂျက်တွေကနေပြီးတော့မှကျွန်တော်တို့ထုတ်ယူသုံးစွဲပြီးတော့မှအထူးထူးသိင်းမှုကဒါကိုဒီဇိုင်းမမတ် ျွန်တော်တို့ဒီဝေးလံခေါင်းတီးတဲ့ကြီးလက်ဒေတာကဒေတာကနေအတိဆုံးပါအဲကျွန်တော်တို့ခုနကဟိုနာမည်ဆိုးဆိုတာကတော့ဒါဖြစ်တတ်ပါတယ်ဖြစ်တတ်ပါတယ်ဟိုကျွန်တော်တို့ဒီနာမည်ဆိုးကြီးကိုခုနကနာမည်ဆိုးဆိုတာဘာကြောင့်ဖြစ်တာလဲအဲဆိုတဲ့နာမည်ဆိုးကရှိပါတော့အဲ့တော့ဆိုတော့ဒီနာမည်ဆိုးကြီးကိုကျွန်တော်တို့ကအလုံးနဲ့တက်တည်ပြပြီးတော့ကျွန်တော်ခြေဖြတ်သွားပါမယ်လို့အခုလာကြည့်တယ်သူကတော့အခုလာကြည့်တာဒုတိယညွန်ကြိုင်းမြို့ပေါ့နော်ပြည်သူဟို ဒီတရုတ်ပြည်သူတမရနိုင်ငံဒီဟိုဒီမော့ကျွန်တော်တို့ပြည်သူလုံခြုံရေးဟိုဒီမော့ပြည်မှုဆိုင်ရာအစုံစမ်းစစ်ဆေးဒုတိယညွှန်ကြားမှုချုပ်နော်သူလာတယ်အဲသူဦးစီးရွက်ဖွဲ့လာတယ်လက်ရှိလည်းတရားမှာလက်ရှိတရားနှစ်မှာကျွန်တော်တို့လူလက်ပြောင်းပါလဲအဲသူတို့အနေနဲ့လာပြီးကြီးကြပ်နေတာတော့တွေ့ရပါတယ်အဲတော့လက်ရှိရှင်တွေကတော့ဟိုကျွန်တော်ထင်တယ်အဲဒီကိစ္စတွေကကျွန်တော်တို့နိုင်ငံတော်စစ်နဲ့ပဲသူတို့ချင်းချင်း ပြောနေကြတဲ့သဘောလို့ရှိပါတယ်။ကဲဒါကတော့ BGFD ရဲ့အခုချိန်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေဖြစ်ပါတယ်နော်။အဲ့တော့ကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်ကြီးကိုနမင်ပြက်ပြီးတော့မြန်မာပြည်ပေါ်ရစရာမရှိတော့တဲ့အခြေအနေဖြစ်ပါတယ်နော်။ကဲကြားခဲ့တဲ့အတိုင်းပဲဒါတော့ဒီကြားဖြန့်ကိစ္စတွေကိုဖြေရှင်းနေတဲ့ BGFD ရဲ့ဒီသူတို့ရဲ့တုံ့သက်ချက်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်နော်။အဲ့တော့အခုချိန်မှာဆိုရင်ဟိုထောင်ကနေထောင်ကနေတောင်ကနေတွေဖြစ်လာပါတော့။အခုဆိုရင် BGFD ကသိန်းကနေနှိရှိတယ်ဆိုပြီးမှသတင်းတွေမှာတက်နေရလဲတွေ့ရပါတယ်နော်။ဒါကိုသိန်းကနေမရှိပါဘူးဆိုတော့ပြန်လဲချေပါထားဖြစ်ပါတယ်နော်။အဲ့တော့ဘယ်လိုပဲပြောပြောဒီကြားဖြန့်ကိစ္စတွေဒီလောက်ကြီးကြီးမားမားကျယ် င်းဖြစ်အောင်သူတို့မသိပါဘူးဘူးတလုံးခံညင်းနေတာတော့ဒါရည်စရာကြီးပေါ့နော်ပြည်သူတွေကြားထဲမှာတော့ကဲတစ်ဖက်မှာလဲပေါ့နော်ကျွန်တော်တို့ရဲ့ကာကွယ်တပ်ဖွဲ့တွေကအခုဆိုရင်ရန်ကုန်မန်းလေးအမြန်လမ်းပေါ်မှာတက်ပြီးမှပေါ့နော်ရှောင်းကင်းစစ်စီးတိုင်းနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်ကျမစစ်ကောင်စီကဘလောက်ကြောက်နေပြီလဲဆိုရင်တကြံပိတ်ရမှာတော့မှသူတို့ရဲ့နန်းစီရံဝန်ထမ်းတွေကိုဒီအိမ်ရွက်ရာတွေအိမ်တွေမပြောင်းချောက်ပေါ့နော်ပြောနေတယ်ကြော်ဆိုးရပြီတစ်ချက်လောက်ကြည့်ကြအောင်နော်ဒါကတော့ကျွန်တော်တို့ဒါအစိုးရအဖွဲ့ရုံးဆိုင်တဲ့မြို့တွေမှာရောခြားသောနေရာတွေမှာကိုလက်ရှိမန်တက်တွေမန်တက်တွေစားဆောင်နေပြီ နေပြည်တော်မှာဆိုလဲကျွန်တော်မန်တဲတွေစဆောင်နေပြီရန်ကုန်မှာဆိုလဲကျွန်တော်မန်တဲတွေစောင့်နေပြီအခြားသောကျွန်တော်တို့ဒါဒါတိုင်းစွာဘွဲရုံဆိုင်တဲ့မြို့တွေမှာလက်ရှိကျွန်တော်မန်တဲတွေစဆောင်နေပြီအဲ့တော့ဒီတရံမန်တဲတွေစဆောင်နေပြီဆိုရင်ဘာတွေဖြစ်တယ်လဲဆိုရင်ဒီအန်ယူအုပ်စုတွေကတကြံကိုသူတို့အမျိုးမျိုးနာမည်ဖြတ်ပြီးတော့ဒါဒီနေ့တကြံမကစားကြပါနဲ့ဒါဟိုကသွေးစွန်းတကြံမလို့ဟိုကဟိုတကြံမလို့ဆိုတဲ့ဝါဒအဖြန့်ကြီးမှုတွေကပြီးခဲ့တဲ့နှစ်တွေမှာလောက်ခဲ့တယ်အဲ့တော့တကြံဆိုတာက ကျွန်တော်တို့အားလုံးတတ်နဲ့တတ်ဆိုင်တာဒီတကြံကိုခမရေထွက်မကစားပါနဲ့ခမရေထွက်ကစားလို့ရပါလို့ဘယ်သူမှအမိန်ပေးပိုင်권လည်းမရှိဘူးအဲ့ဒါကျွန်တော်တို့ရဲ့ရပိုင်권ပဲရပိုင်권ပဲအဲ့တော့ဒီအန်ယူဂျီအုပ်စုတွေကခမရဒီဗုဒ္ဓဘာသာတွေရဲ့ဒီအထိမ့်မှနေနေဆိုရင်သူတို့ဘုံခွဲတယ်အဝေးရတဲ့လက်နက်နဲ့ဟိုလက်နက်ကြီးတွေနဲ့ပစ်တယ်ဒီကျွန်တော်တို့ဒီကဲနော်ကြားတယ်နော်အဲ့ဒါလွတ်တော်မှာအမတ်လုပ်မယ်လူတွေလို့ပောက်ခဲ့ရပြောင်းလဲပြောင်းစားတယ်ပြောတဲ့ကောင်အဲ့လိုပဲကျွန်တော်အစ္စလာမ်ဘာသာဝင်တွေရဲ့နေလူနည်းမြတ်ဆိုရင်လည်းပဲအဲ့မဲ့သူတို့တော်ခင်ဗျာ အဟိုဟာဖြစ်ပါလေဒီဟာဖြစ်ပါလေဗျာသူတို့တော့စာရင်ထုတ်လိုက်သေးတယ်ကဲနော်အမအစ္စလမ်ဘာသာဝင်တွေဘုန်းဒီเจ้าနေခရစ်ဘာသာရဲ့ဒီဖခင်เจ้าနေဘုရားဘုန်းဘုန်းတော်ကြီးเจ้าနေနော်ဘယ်နှเจ้าတော့သူတို့ဘုန်းကျဲထားပြီလားရေတောင်ရေတွက်လို့မရတော့နော်အဲ့ဒါကိုပြောင်းလဲပြောင်းစားပြောရေးသေးတာဗျာတော်တော်လေးအဟောဖို့ကောင်းတယ်ကြံကလာမှာနိုင်ငံဝန်ထမ်းတွေရောပုလူကဝန်ထမ်းတွေရောအမျိုးတွေအားနေပြီးကိုယ့်ရဲ့ကြည့်လက်ကိုသွားကြမယ်ကိုယ့်ဒေတာကိုပြန်ကြမယ်ပြန်တဲ့အခါမှာမိမိဒေတာရဲ့အခြေအနေကိုမိမိသိကြပါကိုယ့်ရဲ့ရွာကစစ်သွေးရွာ PDF တွေဒီလမ်းမိုက်မှာထိရှုပ်ထားလား ကိုယ့်ရဲ့ရွာမှာဆက်သွယ်ရပီဒီအက်တွေရှိသလားပြီးရင်ကိုယ့်ရဲ့ရွာကိုပြန်မယ်ဆိုရင်မိမိကိုအန်ရပြုတ်နိုင်လားတတိထားပါဆင်ကျင်ပါပြီးတော့ကျွန်တော်တို့ဒါနေဝေးပြန်မယ်သူတွေဥပမာကျွန်တော်တို့ရန်ကုန်ကနေပြီးတော့ဒါမြေကြီးနားပြန်မယ်သူတွေမပြန်ကြပါနဲ့ခင်ဗျာလမ်းမှာတိုက်ပွဲဖြစ်ရင်ခင်ဗျာဟိုဟိုခင်ဗျာဒီတကြံပေးရတယ်မကအောင်ခင်ဗျာတလားလောက်ခင်ဗျာအေဗလာတလားလောက်ခင်ဗျာကုံသွားလိမ့်မယ်အေဗလာတလားလောက်ကုံပါခင်ဗျာတို့ကဒီရန်ကုန်ကနေပြီးတော့မြေကြီးနားသွားရဲဆိုရင်တလားလောက်ကုံပါမြေကြီးနားအောင်ရအောင် အမြင့်ကြီးနားတယ်ပြန်လာအောင်ခင်ဗျာနောက်တဲ့တလားထပ်ကြအောင်ပဲဆိုခင်ဗျာတော့အတော့ပြန်နှစ်လောက်ဖြစ်သွားလိမ့်မယ်အဲ့တော့ဒါကြောင့်ကျွန်တော်တို့ကဒီလင်းခီးစင်မရဘူးမပြန်ရပါနဲ့အဲ့တော့လမ်းမိုက်မှာကကျွန်တော်တို့ဘာမှစုဖြစ်နိုင်တယ်ဘာမှစုဖြစ်နိုင်တယ်ဆိုဒီတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာစစ်သွေးကြွားတွေကလမ်းနေပိတ်တယ်လူတွေရဲ့လူရိတ်ခိုးတယ်ပေါ့ဗျာလူရိတ်ခိုးတဲ့အခါမှာကျွန်တော်မိတ်ဆွေတွေပြန်နေဆိုရင်လည်းပဲကျွန်တော်လမ်းမိုက်မှာပဲပို့ပြီးတော့ကြာသွားပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့နေပြည်တော်မှာရှိတဲ့သူတွေကလည်းနိုင်ငံဝန်တွေနေပြည်တော်မှာပြောကြပါအခြားသောကျွန်တော်တို့မန္တလေးမှာရှိတယ်မန္တလေးမှာပြောကြပါ တော့ကျွန်တော်တို့နေနေပြီးတော့မန်လေးရန်ကုန်စသဖြင့်ဒီလိုတည်ငြိမ်တဲ့နေရာတွေမှာတော့ဘာမှပြဿနာမရှိပါဘူးတိုးတော်လည်းပဲဒါကျွန်တော်တို့ဒီဟိုကချင်ပြည်နယ်မြကြီးနားကိုပြန်မဲ့သူတွေအခြားသောကျွန်တော်တို့ဝေးတဲ့နေရာတွေကိုပြန်မဲ့သူတွေကိုကျွန်တော်တို့ကဒါကျွန်တော်မိတ်ဆွေတွေအနေမဖြစ်ဖို့အတွက်ဒါဂရုစိုက်ဖို့အတွက်ဒါတင်ပြပေးတာဖြစ်ပါတယ်မိမိဒေသရဲ့တရားဥပဒေစိုးမိုးမှုကိုမိမိကိုယ်တိုင်သိပါသွားတယ်လားမသွားတယ်လားပြန်တယ်လားမပြန်တယ်လားကျွန်တော်တို့စဉ်းစားပါအဲ့တော့ပြည်ပမီဒီယာကိုအနေနဲ့ကနေကြည့် ကဲဒါကတော့ကျော်စိုးရဲ့ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့ချမ်ပတ်စစ်ကောင်စီကဘလောက်တောင်ကြောက်နေပြီလဲဆိုရင်ဒီလိုလမ်းတော့ခီးတော့မသွားရတော့တဲ့အခြေအနေဖြစ်နေပါတယ်နော်အဲ့တော့မကြခင်ဒီတက်ပို့ဆိုပြီးတော့အခုသူတို့တင်းရင်ပါလေလို့ပြောတဲ့နေရာဒီမှာလဲမကြခင်ပေါ့နော်ဒီချမ်ပတ်ဒီကိုတော်လန်တော့မဲ့အခြေအနေမှာဖြစ်နေပါပြီနော်ကျေတော့ကျွန်တော်ကြည့်ရမှာတော့ချက်ဖက်မင်းအောင်လိုင်းအောင်နော်တော်တော်ရုပ်မှာပတ်ဆက်ပြီးတော့မနော်ဒီဘုံတော်ကြီးចောင်းနေဘုံကြီးတွေဟိုတာဘုံကျင်းဟိုတာမကောက်ပါနော်တဏ္ဍာရမှာရှိတဲ့ဒီဘာသာပေါင်းစုံကလူတွေအားလုံးကိုဘယ်လိုတက်ဖြတ်နေလဲဆိုတာကိုပြောထားတဲ့ဒီကိုကျော်ရဲ့ဗီဒီယိုတစ်ချက်လောက်ကြည့်ကြအောင်နော် 社会广场没 online 出来了，这个我一马不识了，喏， 旅游包里面一马不识了嘛，好不？啊，大爷一包买嘞，一马高级不识了，还顾培养谁？喏，哪里培养啊？别看养啥的，我呢，哪里讲只喏标准那个？哪里培养个呆的公交车一包？喏，哪送了你培养啊？格毛，格毛得难免表。 要么也没路拼的这边，反正我来说了，你培养啊，加偏文文干的，加偏也一套班子你培养在这的，喏，但讲到不要那么不弄，没有我了，没有我老线，说方人哎，说我人靠少不合一，要他的，啤酒朋友下去，没细路线，讲老蛮来找，喏，加偏文文干的，加偏啊，拉了板逃避着，你们那应该我撇死边的了。 ဗုဒ္ဓဘာသာကိုဖြည့်ဆည်းပြနေတာအဲကြပြန်အောက်စုလည်းပါတယ်အဲကြပြန်အောက်စုကနေအလိုလူအလိုပါနော်အဲ့ဒီဖက်စစ်ဖက်စစ်အာနာရှင်စစ်ခွေးတွေကလည်းအဲကြပြန်နေရလာတဲ့ဝင်ငွေတွေကိုအဲ့ဒီဖျားဟိုတဲတာနော်နောက်ဆုံးဒီဖျားဟိုလောင်ဟိုနောက်ဆုံးနော်နောက်ဆုံးအဆင့်ကိုပြောတာဒီဖျားရဲ့နာမတော်နာမည်တော်ကိုကမွန်းတာမှာကြပြန်ကြပြန်ဖျားလို့တော့ နာမည်ကမွန်တာမလို့ဖြစ်နေပြီဗျနော်ဒါကဲအလုံးလဲကြားပါနော်အဲ့ဒါတော့မရောက်လာဖြစ်ပါတယ်နော်ကြားဖြတ်ငွေနဲ့ဖျားတဲတယ်ဆိုတာမရောက်လာဖြစ်ပါတယ်ဒါတွေကတကယ်ဘယ်လိုပြောရလဲသမာသမာကြတဲ့နော်သမာသမာကြတဲ့ငွေရင်နဲ့တဲရတဲ့ဖျားမဟုတ်ဘူးဗျနော်ဒါကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောတာမဟုတ်ဘူးနော်မယုံလို့ရှိရင်အဲ့ဇော်ဘောင်းကိုစော့ဖို့ဟေးနော်အဲ့ဒီစစ်ခွေဖက်စစ်အာနာရှင်ကို 加干背你的哎，做朋友和少跑很比较朋友下去，喏，你培养这样的你加变稳稳干的，他本背他路，你培养我这样的呀，把老张叫那路啥子拿我把撇死你的出来，喏，把嘞，都是表嘞啥子拿表面出来了罢了，啊，你撇死啊那些社会的，那社不如的，好的，明路啊，路牛也一边。ကိုနိုင်ငံ လူနိုင်ငံသားတွေအပေါ်မှာပဲရုံမာတာမဟုတ်ဘူးเนาะသာသနာအပေါ်မှာပါရုံမာခဲ့ရုံမာရတာเนาะမှန်မဲရမှာရှိခဲ့ဒီသံဃာเนาะဘုရားသားတော်သံဃာထေကြီးဝါကြီးတွေကိုအကုန်လုံးလတ်လပ်ပနဲ့မင်းတို့ကဖြက်စီးပြစ်နေတာเนาะလာလာပါနဲ့ဖြက်စီးပြစ်နေတာကဲဒါတော့သိကြရနော်မင်းအောင်လည်းကဟိုတခေါ်တော့လည်းအားလုံးသိတဲ့အတိုင်းပဲဘကုတ်ဆရာတော့ဘုရားကြီးကိုတနက်နဲ့ပြစ်တော့ကလည်းမဖြစ်ပါဘူးဆိုရင်ပါဘောနော် ီလိုဆရာတော်ကြီးတွေတော့မပြစ်ခတ်ရဲတယ်မင်းအောင်လည်းရတော့ဗောနော်မကြခင်ကတော့ငရဲသွားတော့မဖြစ်ပါဘူးနော်ငရဲကိုတော့တေချာပေါ့ဟိုမှာတော့ဆင်းပေးထားပြီဗောနော်အဲ့တော့မကြခင်တော်လိုင်းရေးဖွဲ့ရငရဲပုတ်ပြီးတော့မသေးကြပါဘူးနော်ကဲကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းလေးကတော့ဒီဘိုးကြီးထက်မြတ်တို့နဲ့အင်တာဗျူးထားတယ်ဗောနော်ဒုရကစစ်ကြောင်းလက်ဖြောက်စစ်ကြောင်းကဒီအင်တာဗျူးထားတဲ့ဟာလေးကျွန်တော်တခြားလောက်နားထောင်ကြည့်အောင်နော်ဟိုကလက်လက်ပြုံပစ်ထလာတဲ့အချိန်မှာလက်ပြုံပစ်ထလာတာအဲ့တော့အဲ့ဘိုးကပြီးရော ပူပူပြီးသွားမှကျန်တဲ့ကောင်းတွေလက်နဲ့ကြတာဩအဲ့မမမမရရတဲ့ကောင်းအဲ့ဒီမှလေစစ်သားမဟုတ်ဘူးဗျာ तू ကအလုသမာဟမ်အလုသမာအဲ့ဒါဘာဖြစ်လို့လက်နဲ့ဝေကန်နေလဲလို့ပြောတော့ तू ကပါပြောလဲဆိုတာအဲ့ပြန်ဖို့လမ်းစင်းမရှိလို့တဲ့လက်နဲ့ဝေကန်နေတာတဲ့အော်ဒီကောင်နေအဲ့လိုမျိုးလူတွေပါဆွဲခေါ်ထားတာဗော။ ပေါ်လာခေါ်လာဟဲ့လားအာအဲ့ပြန်ဟိုလမ်းစိမ်းမရှိလို့လမ်းနဲ့ဝေကန်နေတာဟာဒုက္ခပဲရှိပြီပြောတယ်ဟာဒုက္ခပဲအဲအဲနောက်တစ်ချက်ရှိသလားဟိုအမနောက်တစ်ချက်ကတော့အဲ့လားဘယ်လိုလဲမယ်ကျွန်တော်တို့ပြမြို့တယ်ဝင်လာကျွန်တော်စိတ်ကြောင်ပဲသူသူကစိတ်ကြောင်ပဲမြို့တယ်ဝင်လာလေကွင်းရအောက်မှာဗျာအော်မာကိုတခါတွေ့ရမှာ၃ဘိန်းဘုံမှာပါလာတဲ့ခွေလေးအမလေးအဲအဲအဲ၃ဘိန်းဘုံမှာပါ ဟာအဲ့ဒါကျွန်တော်ညကတည်းကနေတကယ်ကျတော့မြို့မြို့ထဲမှာကင်းလဲတဲ့ခွေးကိုသွားဆောက်တာကျွန်တော်တို့ကအဲညတညလုံးနဲ့အိပ်ပြီးရပြီအဲ့ဒီမှာညလုံးနဲ့အိပ်ပြီးရပြီအိပ်ပြီးရပြီဆိုကြတော့မိုးလင်းဟိုအဖြစ်ရပြီဘယ်လောက်ရှိပြီဆန်နာယူဆန်နာဆက်တနာလာတော့ရှိတော့မှာဗျာအဲ့အဲ့မြို့တော့ဖြစ်တော့မှာအဲ့တော့ဘသူကသွားပြောလိုက်လဲမသိအဲ့ဒီနေရာကျွန်တော်တို့နေနေတဲ့နေရာနဲ့ခွေးနဲ့ဆိုမိမိလေးရဲ့ဟုတ်ကအဲ့တော့၃ဘိတ်တစ်စီးလို့ဒီကောင်တွေက၃ဘိတ်တစ်စီးကို စွဲပြီးတော့လေသူတို့ကမတင်တော့ဘူးဗျာကျွန်တော်တို့ရောက်တယ်ဆိုတာမတင်မယုံဘူးပေါ့အဲအဲသူများလာလာပြောခဲ့ကြတော့ဘူသူရဲ့အဆက်ရရှိရလှော့တယ်ပြင်မှာတော့သွားကြည့်ကန်တယ်အဲအဲအဲ့တော့ဘုံဘင်းနဲ့လာတာဘုံဘင်းနဲ့လာပြီးတော့ကျွန်တော်တို့ရှိတဲ့ခြေတက်တက်မှလာရက်ပြီးတော့လေဘမလဲတဲ့ account တွေကဘမဘမလဲတဲ့ account အဲ့ဒီကပတ်တယ်ဘယ်နေရာမှာလဲတဲ့အော်အော်လေဒါဒီကောင်လေးကပမာလေးနဲ့ပတ်သက်နေရတယ်။သုံးပိန်းနဲ့လာပြီးတော့ကျွန်တော်ကြီးရေးကြီးကျယ်တဲ့နာအကောင့်လေး တကယ်လည်းကြည့်ချင်တာအမဘာကဘာမှမရှိဘူးတော့ဟိုင်းလင်းပြေးမှာကျွန်တော်တို့ဒီအောက်နဲ့ရိုင်းမှာဟိုင်းလင်းပြေးမှာလာရိုက်ပြီးတော့သူကလာပြောရောအမတီးတက်ပေးလိုက်မှာပုံပါလဲဆက်တဲ့သူကပေါ်တော့မအကုန်တွေ့ထုတ်ပေးလိုက်တယ်ပြတ်တော့ဝင်လာဘောလုံးမောင်းရောအဲအဲ့တော့ဘယ်နှယောက်လဲအဲ့ကောင်လေးအမဗျာ तू ကဟိုဟာအာ၉ရောက်၅ရောက်ပါတော့အမလည်း၅လက်ရတယ် 9ရောက်လောက3ဘိန်းနဲ့လာတာ3ဘိန်းနဲ့လာတာ9ရောက်တော့တကယ်မမရရတယ်ဗောနော်ကဲဒါတော့เนาะဘိုးကြီးထက်မြင့်နေဒီသူရဲ့တိုက်ပွဲအတွေ့အကြုံပြောထားတဲ့ဟာဗောနော်အခုလိုပဲအချက်မဲ့စစ်ကောင်စီဖွဲ့နေရဗောနော်ဒီ PDF တွေကိုတော်တော်လေးအထင်သေးတဲ့အနေအထားဖြစ်ပါတယ်เนาะအဲ့တော့အထင်သေးတဲ့လူတွေကတော့အခုချိန်မှာဆိုရင်တော့ဒီဘိုးကကူးကူဗောနော်မရှိတော့ဘူးမြည်ကြီးဖြစ်ကုန်ပြီ ကဲနောက်ဆုံးကျွန်တော်နားထောင်မဲ့သတင်းလေးရတော့ဆရာလေးမကျော်ပြောထားတယ်ပေါ့နော် MMG လာရှိရနေစုတ်ပါလားမစုတ်ဘူးလားဆိုတဲ့ဟာတွေကိုသုံးသပ်ထားတယ်နားထောင်ကြည့်အောင်နော်နေပက်လက်မျက်ရည်လေရွေးပေါ့ဗျာဖတ်စအနာရှင်အောက်မှာမနေခြင်းပါဘူးတိုင်းသားကြီးအောင်တက်တက်ကအုတ်ချုပ်ရင်နေခြင်းတယ်လူသားဆန်တဲ့အခွင့်အရေးကိုရတယ်လို့လာရှိုးကကျွန်တော်မိတ်ဆွေကလမ်းပြောပါတယ်အဲ့တော့ MNDA လာရှိုးကမစုတ်ခွာပေးဘူး မြောက်ပိုင်းညီနောင်သုံးဖွဲ့အခြားတိုင်းသားအရာမြန် UG PDF အစရှိတဲ့အဖွဲ့အစည်းပေါင်းစုံကတိုက်တွန်းဆော်အောင်မှုတွေလုပ်ပေးကြပါလို့ဒီနေရာကနေလေးလေးစားစားမြစ်တာရက်ခံပေးရစေခုနတေယဘောမာတဲ့ကိစ္စဆလိုက်ရအောင်နိုင်ငံတကူရဲ့စစ်တပ်ပါဆိုရဲသူ့ကိုယ်သူတမနာဝန်ကြီးချုပ်ကာကွယ်ဦးစီးချုပ်ရှိသည်မရာဘူးအာနာတွေကိုရယူလာပြီးအာနာယူတဲ့မင်းအောင်နိုင်ကတော့တေယဘောကို ော်တော်မနေပါလေမမလို့လည်းမရဘူးသူကစစ်ရှုံးတော့မှာကိုတရုတ်နဲ့ရုရှားဘောမမကြီးစစ်ရှုံးတော့မယ်မဟာလားជីချင်းမင်းနဲ့ပူတင်နှစ်ယောက်ဘောက်ကိုလက်လက်တစ်ဖက်စီမပြီးတိုင်းကြီးကိုအစိတ်စိတ်ကောင်းမှာခွဲပြီးရောင်းစားနေတယ်မဟာလားပစ္စည်းထဲမှာမြင်အောင်ကြည့်ပါနော်ဒါရင်းနဲ့ပတ်သက်ပြီးပြင်းထန်တဲ့တိကျတဲ့မဟာဗျူဟာတုတ်ပြန်မှုတွေကိုကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကတခုမှမလုံနိုင်သေးတာကိုတွေ့ရပါတယ် တကူမှာအပြစ်ပြောတာမဟုတ်ဘူးလုံနိုင်အောင်စူးစမ်းကြဖို့နီးလန်းရှာဖို့ပြောပြနေတာဖြစ်ပါတယ်တော်လိုင်းရမုံငွေတန်းတဲ့ချီရှိတဲ့အဖွဲ့အစည်းကြီးတွေရှိတယ်ဝင်ကြီးတနာ၁၆ခုလောက်ရှိကြတယ်လူဝင်အားအဆောင်အင်အားဝင်ချစ်အင်အားရှိတယ်ဘလို့တုတ်ပြန်မလဲရုရှား policy တရုတ် policy စာလေးပို့ပြီးတရင်တောင်းနဲ့အင်တာဗျူးအောင်နေတော့မရဘူးလို့တဲ့တယ်ပြောပြရစိတ်တရုတ်ပါတီလုံနေတယ်ကြောက်ဖြူမှာ အာကတ်တတ်တော့အေးအေးထိုးစစ်စင်မှုကိုစစ်တပ်ဘက်ကကူတိုက်ပေးနေချင်းနောက်တော့ဘာလုပ်နေလဲ MND ကိုဖီအားပေးပြီးလာရှုပ်ကဆုတ်ခိုင်းနေတယ် TNL ကိုဖီအားပေးပြီးရှိတဲ့မြို့တွေပြန်ပေးဖို့စေခိုင်းနေတယ်ဟုတ်တယ်စစ်ကိုရပ်ထားဖို့လက်ရှိအချိန်ထိ MND နဲ့ TNL ကတရုတ်စကားနားထောင်ပြီးစစ်ကိုလုံးဝမတိုက်ပဲရပ်ထားတာကိုတိတာထင်ရှားစွာတွေ့နေတယ် နောက်တစ်ခုကလက်ရှိပြည်သူလူထုကိုအနည်းဆက်ဆုံးဘုံကျဲသွားတဲ့လက်ပံလှလို့နေရာမျိုးအရှိကပစီကြီးအရှိကဘုံကျဲတပ်ဖြတ်မှုတွေအကုန်လုံးကိုအကူအညီပေးနေတာတရုတ်လက်နက်နီးပညာပတ်စံအကူအညီတွေတရုတ်ပေးနေတယ်ရှင်းနေအဲ့လိုဘာလုပ်မလဲဘလို့တုတ်ပြန်မလဲဒါပဲစဉ်းစားသိနေပြီ ဒီကောင်ဒီဒီလိုလုံတာငါတို့သိနေပြီငါတို့ဘလို့တုံ့ပြန်မလဲဒါဆိုရင်စစ်နိုင်မယ်ဒါဆိုရင်တော်နိုင်အောင်ဒါဆိုရင်မြေပိုင်မယ်စစ်နိုင်မယ်အစိုးရဖြစ်မယ်အောင်ဝဲကိုရမယ်ဒါမှမဟုတ်ပဲတဘူတမင်းတကြောင်တကာရာတရွာတဘုံဆန်းကိုလုတာမှအမှန်ကိုအဖွဲလုတာမှနိုင်ငံကြီးတော်လန်ကြီးဂျန်နယ်လူတွေလုတာတော့ဒီကောင်ဒီတပ်ပါတီဆိုတဲ့စိတ်ကူးမျိုးနဲ့ဒီတော်လန်ကြီးအောင်ပွဲနဲ့အလံဝင်းနေအောင်မဲ့လို့အတတ်တတ်သတိပေးနေတယ်နော်ပေါ့ဒီလူလူတို့ကို ညှော်လင့်ခြင်းအမှားတွေမပေးခြင်းဘူးလက်ရှိတော်လှန်ရေးအခြေအနေဟာဒီတရုတ်ရုရှားမင်းအောင်လိုက်ကပ်ပြီးတဲ့နောက်ပိုင်းမှာအနောက်ကိုဆုတ်ရတယ်ဆုတ်နေရတော့တွေ့နေရတယ်အဲ့ဒီရုရှားတရုတ်ကိုမကတ်ခင်မှာ10နှစ်ဆက်ကုန်စစ်စင်ရေးနှစ်ခုကြောင့်ညမနေဦးတော်လှန်ရေးဟုံဟုံတော့တတိုင်းပြည်လုံးအုံအုံကြွကြွဖြစ်ခဲ့တယ် အခုတေဝရဲ့ဖိအားကြောင့်ဆယ်လစ်ဆက်ကွန်ဒုတိယပိုင်းကြီးရက်လိုက်တဲ့အချိန်မှာအာဂတ်တောအေရဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲမကွေးပကိုးပြည်စစ်မျက်နှာများနဲ့ KIA ရဲ့ဗမော်မျိုးသိမ်းတိုက်ပွဲကလည်းဝင်ကျန်တာဟိုနေရာတွတ်တူပြည်နေရာတွတ်တူပဲလုံနိုင်သေးတာကိုတွေ့ရတယ်အဖြစ်မှန်ပဲအရှိတရားကိုကျွန်တော်တုံးသက်ကြရလိမ့်မယ်အရှိတရားကနေမှအကောင်းဆုံးဆက်လက်တည်ဆောက်လုပ်ကင်ဖို့စဉ်းစားကြရလိမ့်မယ် မဟုတ်ရင်စိတ်ကူးညင်တာတွေ online ပေါ်ကတည်င်းနေပြောချင်ရတယ်ပြောလုံးချင်ရတယ်လို့လူတိုင်းလျှောက်ပြောပြီးအဲ့နောက်ကိုစီးမျောနေတယ်များကာလာပတ်လုံးကျွန်တော်တို့အောင်ပွဲဆိုတဲ့ပန်းနိုင်ကိုရောက်မှာမဟုတ်ဘူးဒါကြောင့်မို့တည်င်းနေကိုနားထောင်နေနေရပါစနစ်တကျစစ်စစ်နားထောင်ဖို့လိုတယ်ပြောတဲ့လူတွေအနေနဲ့ကလည်း တဟယက်တိချက်လားယုံကြည်ချက်လားအတွေးခေါ်လားနီးနာလားတိုက်ပွဲလားတိတိချာချာခွဲချမ်းစိတ်ဖြာနားလေမှပြောစီခြင်းတယ်စိတ်ထဲမှာခံစားမိတော့ကို Facebook ပို့တွေရေးဗီဒီယိုတွေပြောပြီးလို့ရှိရင်လူတွေကမသိတဲ့နဝေတိတောင်တွေကရှင်းအဲ့ဒီမှာပြည်သူကလိုက်ပြီးတော့တချို့မသိတဲ့ပြည်သူတော်လိုင်းကြီးစိတ်ဝင်စားတယ်ဘာမှမသိဘူးလိုက်ရှယ်လိုက်ရောင်ပြီးတော့တော်လိုင်းကြီးက ဝေလီလီနဲ့ဝိုင်းကြီးပပတ်ဒူကိုဝေပြီးမုံလုံးဆက်ကူကတ်နေတဲ့အချိန်ကြီးမျိုးရောက်မှစိုးရိမ်လွန်းလို့ကျွန်တော်လူမျက်ကြော်အမုန်းခံပြီးပြောနေတယ်အမှတ်ပါ Okay ဒါကဆယ်မီချပြောတဲ့တင်းနေမဖြစ်ပါဘူးနော်အဲ့တော့အခုချိန်မှာဆိုရင်တော့ဒီ architect.e ရဲ့တိုက်ပွဲတွေရအောင်နော်ဘာလို့ဒီလောက်ကြာရှည်နေလဲဆိုရင်တော့ဒီ1027ဒုတိယဒုတိယ line up နော်ရက်တန့်သွားတဲ့အတွက်ဒီလောက်ကြာရှည်နေတာဖြစ်ပါတယ်နော်အဲ့တော့ရှမ်းမြောက်ကသာဆက်ပြီးတော့တိုက်နေတယ်ဆိုရင်တော့အခုချိန်ဆိုရင်တော့တေချာပေါက်ဒီ တော်တော်များများကိုတိတ်နိုင်တဲ့နေရာရောက်လာပြီပေါ့နော်အဲ့တော့ဘာပဲပြောအခုချိန်မှာဆို MMD ကလာရှူမျိုးကနေစုပ်ပေးမယ်ဆိုတဲ့သတင်းတွေလည်းကြားနေတယ်မစုပ်ဘူးလို့လည်းပြောနေတယ်ပေါ့နော်အဲ့တော့ဘာပဲပြောဒီဇွန်လပိုင်းမှာပေါ့နော်ဒီဟိုတစ်ခေါက်ဒီမြန်မာနောက်မှာတင်ထားတဲ့သတင်းရဆိုရင်တော့ဇွန်လမှာစုပ်မယ်လို့သူတို့ကကြေညာထားပြီးသားပေါ့နော်အဲ့တော့ဒီအပေါ်မှာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့အခုချိန်မှာဆိုရင်ပေါ့နော်ဒီ TNN နဲ့ပတ်သက်ပြီးတော့လည်းပြဿနာတွေမြောက်များဆိုတော့ကျွန်တော်တို့မြင်နေကြားနေရတဲ့အတွက်ပေါ့နော်ဒါတွေကဘယ်လိုမျိုးအချုပ်ကွေတွေဖြစ်လာမလဲဆိုတာလည်းသုံးသပ်ရမှာဖြစ်ပါရဲ့နော်အဲ့တော့ဘာပြောချွေမှာဆိုတော့စစ်ကိုစစ်လို့တိုက်နေတာတော့ KIE ရဲ့ အခါတော်တော်အေးရရှိသေးတယ်ပေါ့နော်ဒါအပြင်ချင်းပြည်နယ်မှာလည်းတိုက်ပွဲတွေအများကြီးဖြစ်နေပါတော့အဲ့တော့ဘာဖြစ်လို့တိုက်တဲ့လူတွေကတော့တိုက်ပွဲရှိအောင်ပွဲရှိတယ်ဆိုတဲ့အတိုင်းပဲတိုက်တဲ့သူတွေကတော့အောင်ပွဲတွေဂျုံနေရဖြစ်ပါရဲ့နော်အခု KIA လည်းမကြခင်မှာဘမမျိုးကိုတိမ့်ပဲရတော့ရှိတော့မြင်တဲ့တရင်ကိုကျွန်တော်ကြားနေရပါရဲ့နော်အဲ့တော့အမြန်ဆုံးပဲတိမ့်ပဲနေပါစေလို့တောင်းဆုပြုရင်းနဲ့ဒီညပိုင်းဗီဒီယိုတင်ဆက်မှုကိုရည်နာခြင်းပါရဲ့နော်โอเคအစားဆုံးကြည့်ပေးတဲ့မိဘပြည်သူရောက်စီတိုင်းထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ချက်ဖတ်မင်းအောင်လာရင်စစ်ပေးရနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ